ဂေါကြီးရဲ့နောက်ဆုံးကဘာပလာမှာဘင်းအောင်ဖောင်ဖြတ်ကြမဲ့ပေါ်တူဂီအက်ဂရစ်ဘော့ကနေတင်ဆက်နေပါရီပေါ်တူဂီတင်ကတော့အာမေးနီးယားတင်းကိုဂိုဂိုတကိုးနဲ့နိုင်ယူခဲ့ပြီးတော့နောက်နောက်26ကဘာပလာပြိုင်ပွဲကိုဝင်ခွင့်ရရှိသွားပြီလည်းဖြစ်ပါရီဒီပွဲမှာပေါ်တူဂီတင်ကတေကျုံနဲ့ကဘာပလာဝင်ခွင့်ရရှိမှာဖြစ်ပေမဲ့ဂိုပြက်ခြေပြန်းတဲ့အတူအာမေးနီးယားတင်းကိုနိုင်ယူသွားနိုင်ခဲ့တာလည်းဖြစ်ပါရီဒီကပြိုင်ပွဲကရော်နယ်ဒိုအတွက်တော်လေးထူးခြားပါရီဒါကရော်နယ်ဒိုအတွက်နောက်ဆုံးကဘာပလာဖြစ်နေလို့ပါပဲရော်နယ်ဒိုဆိုတာသွင်းကိုးတွေစာရင်တွေကိုအကုန်လုံးချိုးဖျက်ထားနိုင်ခဲ့တဲ့ကစားမှာ ဆူပလာအောင်မြင်မှုတွေအများကြီးရခဲ့တဲ့ကစားမဆိုပေမဲ့သူ့ရဲ့ဆူပလာဘီယိုထဲမှာကဘာဖလာကတော့လိုအပ်နေတုံးပါပဲ။ရော်နယ်ဟုထက်ဒါကကဘာဖလာကိုကင်မြောက်နိုင်မှုကစားမဘွားရဲ့နောက်ဆုံးခွင့်ရဖြစ်ရှိနေခဲ့ပါတယ်။ရော်နယ်ဟုကတော့အမီနီယာတင်းတဲ့ပွဲစဉ်ကိုညီကပြစ်ဒဏ်ကြောင့်လဲချော်ထားခဲ့ပါတယ်။ရော်နယ်ဟုကအန်လန်တင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာတယ်မဲ့ကစားမကိုတောင်းနဲ့တွတ်ခဲ့မိလို့ဒါရိုက်ညီကထိခဲ့တာပါ။ရော်နယ်ဟိုမပါပေမဲ့အသင်းပေါ်ကစုစုစီစီနဲ့ဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီးတော့ပေါ်တူဂီအသင်းကိုကဘာဖလားဝင်စီခဲ့တာဖြစ်ပါတယ်။ လာမယ့်2026ကမ္ဘာဖလားကရော်နယ်ဒိုရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်တယ်လို့ပေါ်ဂီနီနဲ့အဖွဲ့ကောင်းကောင်းနဲ့ဆူပလာတခုရယူဖို့အချိန်ကောင်းလည်းဖြစ်နေပါတယ်။ရော်နယ်ဒိုရဲ့နောက်ဆုံးပွဲလည်းဖြစ်ပြီးပေါ်ဂီရဲ့ရွှေရောင်မျိုးဆက်အင်အားတောင့်တင်းဆုံးအချိန်ဖြစ်နေလို့ဒီကမ္ဘာဖလားကိုပြင်မှတ်ထားလာမှာပါ။ဂေါ်ဂျီရော်နယ်ဒိုကလည်းနောက်ဆုံးအချိန်မှာသမိုင်းမှတ်တမ်းရေးထိုးနိုင်ဖို့အတွက်ဘေးနောင်ဖောင်းဖြစ်လာဖို့ရှိနေပါတယ်။ပေါ်ဂီတင်းနေတဲ့လာမယ့်2026ကမ္ဘာဖလားမှာစောင့်ကြည့်ခြင်းစရာအတင်းအသင့်ဖြစ်ရှိနေခဲ့ပါတယ်။ ဒီနေ့တင်ဆက်မကတော့လောက်ပါခင်ဗျာနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စေဝင်စားပွဲရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာလို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောနေဒီကုန်းချိုးပါရခင်ဗျာ